ီတစ်ခါတော့မှအစင်တော်မှာဒုံဆိုင်တိုင်းရန်ကုန်မြို့ရဲ့ထွက်ကားချက်ညနေမနေ့ရောက်တော့ကလောစီမှာစားဖို့ဆိုင်းရှာပုံမှန်ထိုင်နေကြဆိုင်မှာထိုင်လို့လုပ်ပြီးတော့မှဟိုဘက်ဆိုင်သွားထိုင်တာကံကောင်းလို့ခေါင်းရွယ်ပြန်အောင်နောက်ပြီးကလောစီထဲမှာအဝယ်ရရှိရဝယ်ပြီးတော့ကလောစီကပြန်ထွက်ပါပြီထုတ်ကြည့်ထုတ်ငန်းနဲ့ဒီ လောပူရာကနေပဲစင်တောင်တောင်ကြီးကိုဒီလူကားတွေနဲ့ဆက်သွားမှာဒီလိုနဲ့ရက်ွက်တီးတဲ့ရွာတွေထဲကိုဖြတ်ပြီးတောက်လျှောက်ဆက်သွားတယ်တချို့နေရာတွေကတော့လမ်းနေရာတိတ်မကောင်းလမ်းဆိုးတယ်ပေါ့နော်ဒီမှာခဏနာဝိရှော့ပြီးရင်ပုံနေတဲ့ပစ္စည်းတွေလည်းအပ်ထားကြရတယ်။ဒါသိရင်ကြောင်လာမသိပန်းနေရတာ။လမ်းဆိုးတဲ့နေရာတွေကိုဖြတ်လာပြီးတကလာတော့ ဒါအစင်တောင်ရှိနေတဲ့တောင်ကျောနဲ့အနီးဆုံးနေရာကိုတော့ရောက်နေပြီပေါ့နော်ဒီတောင်ကျောမှာအစင်တောင်ရဲ့တောင်ထိပ်ရှိနေပါတယ်ဒီနေရာမှာကားတွေထားခဲ့ပြီးတော့မှလမ်းစာရှောက်ရတော့မှာပေါ့နော်အဲ့ဒီမှာတောင်ပေါ်မှာစားဖို့နေလဲစားရပါတခါတည်းတည်ခဲ့ရတယ်ကဲ trucking စပါပြီ လမ်းမှာမိုးရွာထားတော့အရှွန်ထူလာတို့လမ်းချော်လာတို့တော့ရှိတယ်ပေါ့နော်ဒါအဖွဲထဲမှာတက်ငယ်ဆုံးနဲ့ဆွဲအကောင်းဆုံးလေးလေးလန်တော့ရှောက်ကမိုးရွာထားတဲ့အချိန်ကြောင့်ရဲ့နည်းနည်းအမြင့်ပြင်းလာတာအကြောင်းထင်တယ်။မြူတွေဆိုင်းပြီးတော့မှအာရမ်းလာနေတာ။ အာကျွန်တော်တို့ tracking လျှောက်တဲ့လမ်းတောက်လျှောက်မြူတွေနဲ့ဆိုတော့တော်တော်လေးတော့အာအေးချမ်းပြီးတော့လှတယ်ပေါ့နော်။အော်ဒီမှာမမရဲ့မောင်လေး။ဒီနေရာလေးကတော့ဓပုံရိုက်လို့လှတဲ့နေရာလေးလို့ပြပြ။အဲ့မှာမြူတွေကအာကြာလာလိုက်နည်းနည်းလင်းသွားလိုက်မောင်သွားလိုက်နဲ့ဓပုံတော့အမီးရရိုက်ခဲ့သေးတယ်။ နောက်ပြီးရှွန့်ထူတဲ့နေရာတွေဆက်ရှောင်နေရင်ရလေအခြားဖွဲ့တွေကမ့်နေပါ යි ခြားလီခြားသာရှိတဲ့မြက်ခင်းပြင်နေရာကိုရောက်တယ်ပေါ့နော်အဲ့နေရာကလည်းတော်တော်လေးတော့လာတယ် နေရောင်ထွက်လာတာရဲ့မိုးရွာထားတော့တောင်ကနေလို့မှအခိုးငွေထွက်နေတာရဲ့အကြောင်းအာတော်တော်လှတဲ့ရှုခင်းနေမြင်ခဲ့ရတယ်ဗျအာမျက်စိနဲ့အဲတော်တော်လှတဲ့ရှုခင်းနေကြည့်ခဲ့ရတယ်ပေါ့နော်စင်ထောင်လို့ခေါ်ရတဲ့အကြောင်းအရာအဝေးရနေလန့်ကြည့်စီကြီးတောင်ဝင်နေတဲ့ပုံစံနဲ့တူလို့စင်ထောင်လို့ခေါ်တယ်လို့ အဆိုရှိရဗျဒီနေရာကစင်နမောင်းလို့ခေါ်တဲ့နေရာပေါ့နော်ဒီအတက်လေးကိုစင်နမောင်းလို့ခေါ်ပါတယ်ဒါကစင်နမောင်းနေရာကနေအောက်ကိုလမ်းမြင်နေရတဲ့ရှုခေမှာ စင်မောင်းနေရမှာပဲကျွန်တော်တို့နီးလေစားစားပြီးတော့ဆမ်မစ်ကိုဆက်တက်တယ်တကယ်တက်ရတဲ့ဒေါ်လန်နဲ့အတက်ကအခုမှစားတာဗျလန်တော့ရှောက်ကဓာတ်ပုံရိုက်လို့ကောင်းတဲ့တစ်ပင်နေရာလေးကြီးကြောက်တုံးနေရာလေးပေါ်တယ်ဗျဝခုံကားထဲမှာမြင်မှုတဲ့ကြောက်တုံးတွေရှိတဲ့နေရာကိုတွေ့ခဲ့တယ် ောက်ခံနီးလို့လားတော့မသိဘူးနည်းနည်းပုံမောတယ်လို့ခံစားရတယ်ဗျဒီတစ်ခေါက်စင်တောင်တော့ကျွန်တော်တို့ကတပ်ပုံကြီးရရင်ဖြည်းဖြည်းချင်းပဲတက်ခဲ့တယ်ဒီနေရာကဆမ်မက်ကိုရောက်ခံပြီးဒါနောက်ဆုံးတစ်ကုန်းပဲဒီတစ်ကုန်းတက်ပြီးတော့ကျွန်တော်ဆမ်မက်ရောက်ပြီဗျာ တောင်ထက်ကိုရောက်ခံနေပြီးရှုခင်းနေရပူလာလေပဲအာဒါဖုန်းထဲမှာမြင်နေရတဲ့ရှုခင်းနဲ့တကယ်အပြင်မှာမျက်စိနဲ့မြင်ခဲ့ရတာပူလာတယ်ဗျာဆမ်မက်ကိုရောက်ပါပြီအဲ့တောင်ထက်မှာတော့ရှုခင်းတော်တော်လာတယ်နေလည်းထွက်လာတော့ပူလာတယ်ရှုခင်းရတော့စင်တောင်ရဲ့အမြင့်ပေရာပင်လယ်ရေနဲ့နှက်ပြီး6000ဆက်ပါပါ